အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမတော်တာအေးနဲ့ရေးသားတဲ့တရားပွင့်ခြင်းလို့အမည်ရတဲ့ဝိထုတော်လေးကိုကျွန်တော်ကိုချွေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာ အခန်း1ဒီနေ့ပြာဒူလာပြည့်နေဖြစ်သည် မကြခင်စောင်းကုံရော့မြည်ရာသီဥတုဖောက်ပြန်မှုကြောင့်ပင်လားမသိအနှွေးတဲ့ခပ်ပါးပါတထဲတောင်ဝှက်ထားစရာမလိုတော့အောင်အချမ်းကပေါ်လွန်းနေသည်လွန်ခဲ့သောဆယ်စုနှစ်များစွာတုန်းကပြာဒူတပူတဲ့တပေါင်းဆိုလျင်အအေးတံမကုံစင်သည့ နင်းမြို့ခပပါကြနေတဲ့အချိန်ဖြစ်၍ခိုက်ခိုက်တုံအောင်ချမ်းနေတဲ့မို့အညာဆောင်ကိုလွှမ်းလျက်ရွာလန်းထိပ်မှာမီးလုံထွက်ခဲ့ကြဘူးဒီကိုအမှတ်ရမိသည်ဒီတုံးကတမီးကအတန်းနဲ့စာမေးပွဲဖြေဆိုရမိအချိန်နှင့်နီးကန်နေချိန်မို့တမီးစာချက်ပေးသည့်အချိန်အထိအဖေကမီးလုံရင်းဆောင်ခဲ့ရပါသည်အခုနေပြန်ပြီးစဉ်းစားကြည့်ပြန်တော့လေထိုနှစ်ကာလများသည်မနေ့တနေ့ကလိုပင် သမီးဒီမူလာတန်အလဲတန်အထက်တန်စသည်ဖြင့်ဒီလိုအစင်းစင်းအောင်မြင်ခဲ့ပြီးတက်ကတော်တက်ဘွဲရပြီးလို့တန်တဲ့တကြီးတို့တွားရောက်အလုံးလို့ပြရစီဟုခွင့်ပန်လာတော့မှအဖေဒီသူထွေးပွေးကြရဖို့သောနီတာရဲ့တားတင့်ငယ်လေးဒီတကယ်အရွယ်ရောက်သမီးပြိုတူဖြစ်နေပြီမှန်တတိထားမိလေတော်သည်အဝေးပြန်ငှက်သည့်အတိုက်ကိုသူဆွန့်ခွာခဲ့ရသည့်နေရံများကို ရေတွက်မိခြင်းမှ ရေတွက်မိပါလိမ့်မည်တို့တော့အဖေကတော့မမေ့ တိတိကျကျဆိုလည်းရင်မွေးရမြေကိုဆုံခွာပြီးရန်ကုန်သို့တမီထွက်ခွာသွားခဲ့သည်မှာကိုးနှစ်နှစ်သုံးလကိုရက်စွန်းခဲ့ပြီးဟုရင်းရရရမှတ်မိနေလေသည်တိန်တလာကင်းစင်ပြီးရာဒီဥရုကလည်းတာတော့တာယာညမို့ဒီညတော့ channel တို့အဖေဆင်းပြစ်ခဲ့ပါသည်ချန်ဟုဆိုတော့လည်းကြဲကြဲဝုံဝုံမဟုတ်လာပြီပေ၄၀60မြေခွက်ပေါ်တွင်၃ပင်တကန်းတွဲအိမ်ကြီးဆောက်ပြီးခြေတွင်ပုံနေသောမြေခွက်လက်ကလေးသာဖြစ်ပါသည် ခြံထဲသို့ရောက်လျင်ရောက်ချင်းအဖေတတိပြူလိုက်မိသည်ကလေနှင့်အတူဝေဝဲ၍ပါလာသည့်ရင်ရင်ကလေးနှင့်တင်းနေသောအနံတမျိုးပင်ဖြစ်လေသည်။ဘာအနံဟုသိလိုက်သည်နှင့်တပြိုင်နက်အဖေမှာအာပတရာပြုတ်မိလေသည်။တရက်တွေပွင့်ပြီပဲ။ဒီလိုအခါမျိုးဆိုလျင်အဖေသည်တမီးကိုအနားမှရှေ့နှင့်စေခြင်းသည် အဆုပ်လိုက်အောင်အောင်လိုက်ခဲနေအောင်ပွင့်နေသောတရက်ခိုင်များကိုကြည့်ပြီးတမီးနှင့်အတူပီတိခံစားလိုလာ၏။ တမင်းငငယ်ကတော့တရက်ပွင့်ချိန်ဆိုလည်းရင်တရက်ပင်ကိုင်းကိုလှမ်းကင်မိနိုင်ဖို့အဖေသည်တမင်းငယ်ကိုပွင့်ချီ၍ပေးရပါသည်ခိုင်းနေများတွင်စီရရေပွင့်နေသောတရက်ပွင့်များကိုတမီးကအနီးကပ်မြင်လို့တည်းတမင်းငငယ်ကတပြေးတမင်းငယ်တပြေးပြေးကြီးလာတော့လဲသူ့ရှိဖို့တရားမလို့တော့တရက်မပွင့်မီတရက်ဖူးဘဝကလေးကအဖူးထွက်ဆပြုတ်ဒီကိုမြင်လိုက်သည်နှင့် အရင်မြင်သောသူကအိမ်တွင်ဥအောင်တည်င်းပေးကြီးညာမောင်းခတ်လေတော်သည် အဖေရေတရက်တည်းဖူးနေပြီနောက်လာဆိုရင်ပွင့်တော့မှာပဲတမီးကကဆုံပေါက်လေးရဲ့အိမ်ထဲသို့ဝမ်းတာအာရတတော်တော်ပါပြေးဝင်လာပြီးပြောလိုက်ရင်အဖေဒီလည်းလှုပ်လှဆအလုပ်ကိုပြစ်ထားခဲ့ကတမီးနဲ့အတူအိမ်ရှိအပင်ကိုထွက်ကြည့်ကြလေသည်ထိုနေမျိုးဆိုလည်းရင်သူတို့တာဖအလိုလိုနေရင်မြူးနေလေတော့သည် ထို့သောအဖူးထွက်စဖြစ်ပြီးဆိုသည်နှင့်အဖေနှင့်သမီးမှာ နေလဲနေမှုညလဲညမှုဒီတရက်ပင်ကိုငှက်ရင်ရှင်မနာမနာရလေအောင်မစားရလေအောင်အရေးတရှိရရှိလေတော်သည်ဒီတရက်ပင်ကနည်းနည်းရရမျိုးတော်မဟုတ်အတီးမှာအတီးမှာတရက်ဆိုသည်ဂုံအင်မှုအပြည့်အဝပြည့်နိုင်သည့်စိန်တလုံးမျိုးဖြစ်လေသည် အပွင့်ဘဝမှာကလေးကတခြားတရမျိုးများဤအပွင့်လိုအနံ့ကဆူရဲခြင်းမရှိတင်းတင်းကလေးနှင့်ယင်သည့်အနံ့မျိုးဖြစ်လေသည် တီးပြန်တော့လဲအလုံးလှဤအသားထူဤချိုမြဤဆွန်းအေးချွမ်းဤအမြင်ဟု၍လဲမပါတီးခင်ဘဝမှသည်ခူးချိန်တိုင်းသည်အထိအပင်ပေါ်တွင် သူ့မင်းမှုနေသည့်ကာလာဘလုံးလေတိုက်တိုင်းလဲရှေ့ရက်ခွင်ဝဲချိုဤနေသည့် သူ့ရဲ့ရဏမျိုးကတမှုထူးခြားလာပေသည် အဖေတို့အိမ်တွင်သူသည်တပင်နေသောတရက်ပင်ပြီးတော့ဂိုင်းကူရဆိုင်သောအပင်မျိုးမဟုတ်အစေဘွားကပင် ပြေးယူခဲ့ရသော ပြိုးယူခဲ့ရသောအပင်မှုဂယုတဆိုင်ပြုစုလည်းရင်နှိရှေခံနိုင်ပါသည်ထူးခြားသည်ကဒီတရက်ပင်ကိုတမီးမူโจကြောင့်စတတ်သည့်နေ့တွင်အမှတ်တရအဖြစ်အဖေကစိုက်ခဲ့ခြင်းဖြစ်ပါသည်ဒါကြောင့်လည်းတမီးရောအဖေပါဒီတရက်ပင်ကိုခင်တွယ်ကြပါသည် တကယ်တော့ဒီတရက်ပင်သာမဟုတ်တတ္တလောကနှင့်တဘာဝအလှအပေါ်တမိကစိတ်ဝင်စားရှိတတ်လေသည်ခင်မင်းရင်မူတတ်လေသည်အဖေကတတိထားမိသည်တခါတရံကြဲကြည့်ခြင်းနဲ့ဖြစ်ဖြစ်တမိကိုပုံမြင်ပြောပြနော်ဟုဆိုလျင်ညင်းတဲ့သကောင်လေးအဖေသည်တဦးတည်းသော ရှုမကြီးသည့်တမိကလေး၏အလိုကိုလိုက်လျက်ခြံထဲသို့ဆင်းကြလေသည်ကွက်ပြပေါ်တွင်ရှေ့ပြက်လက်ပြက်လဲနေသည့်တမီးကိုအตาတကြီးပြုံးကြည့်လျက်တမီးဤနှစ်ဖူးဆက်မှဆိုင်ရင်သားများကိုအตาပုတ်တက်ခါ ကျဲညီလာခံခင်းနေကြသောကျဲတာယာကျဲတာယာဆောင်အကြောင်းကို ပုံမြင်လို့ရပြောပြရလေသည်တမီးကြီးလာတော့ကျဲကြည့်ဖို့ရာ အဖေကို တကူးတကမခေါ်တော့သူတယောက်တည်းတိတ်တဆိတ်ကျဲကြည့်ပြီးအကြည့်ထက်ရယူကိုသဘောကျနေလေသည်ကျဲလဲကျဲပန်းလဲပန်းဖို့တမီးသည်ဥလိုက်တဲလိုက်ခန်းစားတက်လွန်သူဖြစ်လေသည်သမီးတက္ကသိုလ်တက်တော့သူဤចောင်းសាអោနောက်ចោបိုင်းတွင်တပိုင်းတစရေးဖွဲ့၍ထားသောកាပြាများကိုဖတ်ပြီး အသေးនុលွန်သောသမီးအတွက်အဖေဆိုးရင်ခဲ့ရသည်သည် ီလိုအတန်းနုပြီးမိဘရင်ဝင်အောက်ကတရက်တော့မှမခွဲခွာဘူးသည့်တမီးသည်ရဝေးကိုသွားမည်ဟုဆုံးဖြတ်သည့်အခါခိုင်မာပြတ်သားလုံးနေပြန်သည်ဘဲတက်နိုင်မှာတဲ့လေတမီးကိုကြောင်းထားခြင်းကလေးကသူ့ကိုဝေးဝေးမြင့်မြင့်ပြန်တန်း၍ရအောင်အတောင်ကိုဆပြီးတက်ပြေးလိုက်ပြီဖြစ်ကြောင်းအဖေတတိပြုနှင်ခဲ့ပါသည်အလောက်ကမပိတ်ဘူးအဖေရဲ့ခွင့်ယူလို့ရတယ်ဆိုပေမဲ့ခွင့်ရစားသမီးကဘောနဲ့လိုချင်တာကိုတချမ်းရုံးပည့်ရမှာပဲသမီးပြန်လာတော့မယ်နော် ။တမီးကထိုတို့ဆိုလေတိုင်းအဖေသည်ဘာမှအထွတ်တက်မနေတော့ပဲ။တမီးကိုလွမ်းသည့်စိတ်ကိုသာအခါခါရှိုးနေ၍စူးစမ်းမြို့သိရလေတော့သည်။ဒါကြောင့်တရက်ပွင့်ပြီဆိုလျင် အဖေထက်တိုးပျော်ရွှင်ရတော့သည်။တရက်ပွင့်သည့်အချိန်ကိုအဖေမျှော်ရတော့သည်။တရက်ပွင့်ချိန်ရောက်လျင်တမီးပြန်လာကနေပြီ။ဘာလို့လို့နဲ့အခုတွင်ပဲတရက်ပွင့်သည့်ရာသည်တပတ်ပြန်ကြော့လာချေပြန်ပြီ။ပြာတို့တဘိုးတဲ့တပောင်း အခုပြာတူလားဆိုတော့နောက်နှစ်လခွဲသုံးလဆိုရင်ပဲတကူးလာရောက်တော့မယ်အဖေဒီလက်ရှိုးရွတ်ရင်မျက်လုံးတွေမှာအယောင်လက်လာသည် မမင်းရေမင်းသမီးပြန်လာမှာကတချံကြမှာလားဒါမှမဟုတ်ရင်ရက်စောပြီးပြန်လာမှာလားအဖေဒီနှစ်စင်မေးနေကြအမေးစကားကိုပဲမယိုးတန်းထပ်မေးပြန်သည်တချံမှပဲရုံးပိတ်တာကိုတချံမှပဲပြန်လာမှာပေါ့တော့အမေကလည်းဖြေနေကြစကားကိုပဲဖြေသည်သူ့ပင်မဲ့အဖေစိတ်တတ်မကြတပြုံးပြုံးနဲ့ပြုံးရည်သာနေလေတော့သည် ဒီလိုတော့လေအဖေဒီသူ့အမေကိုတတိယသွားပြန်နေသည်အမေကလေတားပြောတဲ့အင်္ဂလိပ်တွေကိုမသိပါဘူးမှတ်လဲမမှတ်တတ်ပါဘူးတားရဲ့ဒါပေမဲ့ကျွန်းနေပွင့်တဲ့ຢာဒီရောက်ရင်ငါသားပြန်လာတော့မှဟိုအမေအမြဲတမ်းဖတ်ထားတယ်ထိုအခါမှပဲအမေဒီသူ့အမေဤအလွမ်းစိတ်ကို စားလာနိုင်နေတော့သည်အဖေကဝန်းတို့စားသည်ကြောင်းတတ်တော့ရန်ကုန်တက္ကသိုလ်မှာစတင်ပါလာဆိုလျင်သူတို့ဝန်းတို့ကိုပတ်ဝန်းကျင်ချီမိုင်း၃၀၀၀ တောင်ကျောတစ်လျှောက်တွင်ကျွန်းတော်ကြီးတွေဝါဝါထိန်နေအောင်ကျွန်းဝင်များပွင့်ကြလေပြီစိမ့်ညွနေသောကျွန်းတော်များကြားတွင်ချွေဝင့်လာများသပွေဝင်းကနေလက်ကနေတောက်ပနေသောကျွန်းဝင်များလိုပင်လူရသည်ကြောင့်ပည့်ရထက်နှစ်လေစာမေးပွဲအပြီးတခုတ်တရပြန်၍လာတတ်သောသူ့ကိုစီးကြိုထွေးပွေတတ်သည့်အမေအပြုံးများကိုလည်းလင်းလက်လွန်လာပါပြီ။ ကျုံးပွင့်များသည့်အမေအတွက်ခွန်အားများပီတိများမျော်လင့်ချက်များကိုတည်ဆောင်ရယူလာပေးတတ်ကြသည်ထို့ကြောင့်ပင်ကျုံးများပွင့်သည့်ຢာသည်ရောက်လျင် အမေသည်သူသားကြိုက်တတ်သောစိတ်သားကြောင့်များခရမ်းသည်ကြောင့်များအရာတွေကိုစတင်ပြီးစူးစောင်းတတ်လေသည်သူသားငယ်ဆက်တော်ခေါ်ရာဗိမ္မာန်ချင်းချင်းကလေးကိုလည်းရှင်းလင်းနေတော်သည်ခန်းစည်းများကိုအတက်လဲသည်ဆောင်းခေါင်းအုပ်စုကိုလည်းထပ်ခါချော်လေသည် အမေသည်ထိုသူသောဝတ္တရားတို့ကိုဖျားပေးသည့်ဆုလက်တပွဲနှစ်သက်စွာခံယူ၍အဆောင်ရွက်တတ်လေသည် အမေတို့ပင်သူသည်လည်းယခုအခါတမီးအတွက်ကြိုတင်၍ပြင်ဆင်ရပြီတော်မည်။တမီးထို့အပြင်နောက်ထပ်ပွားစည်းလာမည်သူမေကလေးများဇာတိမေတို့အလဲလာခိုင်းမိဘအိမ်တွင် သူတို့လေးတွေပျော်ပျော်ချင်ချင်ချမ်းမြေ့နေအောင်အဖေစီမံပေးရတော်မည်။အခန်းနှင့်ရန်ကုန်လိုမြို့တော်ကြီးဆိုသည်မှာအဖေတို့တော်လို့မဟုတ်အစသာအရေရာတူရေရှားရေကြီးလာပါပြီခလေးများရောက်ခိုက်တွင် အသီးအနှံလက်လက်ဆက်ဆက် ဟင်းဒီဟင်းရွက်စိမ့်စိမ့်ဆူဆူတားငါးပစုံပေါ်ပေါ်များများအဖေကျွေးမွေးလိုလာသည်လေကွေးများကိုဖျက်တမ်းတိုက်ခိုက်လာသည်စဘာရနံ့ပါသောနေကလေးများကိုခလေးများအာဘတရရှူဆိုင်စီလိုသည်နေဘူးဆက်ကကိုချင်းကိုချောင်း၆ရက်လက်ပတ်လိုအားရခဲ့ပြီးမှအိမ်တို့ပြန်လာသူတို့ကိုတဲဆိုရင်းနှစ်ထားသော ပြာသူအိုးတဲ့ကအေးမြတန့်စင်သည့်ရေကြီးတို့ကိုအဖေဧကန်လိုလာသည် ဒီလိုတဘာဝနှင့်တသားတဲ့ကြသည့်နေထိုင်မှုမျိုးကိုသူသမီးဘလောက်များနှိမ့်ဆိုင်သည်ကိုအဖေကောင်းစွာသိထားပါသည်ထို့ကြောင့်တရားပွင့်သူတို့ကိုအဖေသည်ဧည့်သည်များအတွက်ကြိုတင်ပြင်ဆင်စရာရှိသည်များကြိုတင်ပြင်ဆင်ရန်စူဆောင်းရန်တက်လှမ်းသည့်ရှေးပြေးနမိတ်ပင်ဖြစ်လေသည်တက်လှမ်းခံလိုက်ရသည့်နောက်ဆက်တွဲကအဖေမှာတရားသည်နှင့်ပတ်သက်လျင်စိုးရိမ်တော့ကပိုရခြင်းပင်ဖြစ်ပါသည်တရား တရဖူးစာတွင်အဖူးငယ်ကလေးများကိုထိုးစိတ်ကြိုက်စားတတ်သောငှက်များနှင့်အဖေရန်ဖြစ်ရသည်တရကင်းဘဝသို့ရောက်ပြန်တော့လေထိုးငှက်များဤရန်ကမအေးပြန်သည်တရသည်အလောတော်အရွယ်သို့ရောက်ပြန်တော့ရှင်းကိုင်မှကြောက်ရစိတ်ကြောင်းသားတို့ဤလောက်လေးกว่าတန်ကိုခံရနှင့်အဖေမှဆုထိတ်နေရလေသည်ရာဒီဥရုအပြောင်းလဲကိုကြည့်ပြလကောက်သူ့လိုတရပင်ကိုပိုင်ရှိသောမိတ်ဆွေများနှင့်စကားဆက်မိရာမှသူတို့တရပင်များ၏အရေးအရှိကိုစနီးနာခြင်းဖြင့်၎င်း ဒီနေ့တရတိယထွန်းတော်မြည်တို့ရှိနိုင်မျိုးကိုခံမှန်းတက်ချက်ရသောအလုံးအဖေ့တွင်ပို၍လာပြန်သည်တရတိကိုချင်းမကယင်မနာပဲအလုံးလှစီလိုလည်းရင်ရှင်းဆိုရှင်းဆိုငယ်များအုပ်ရသည်ကိုဆိုကြ၍အဖေ့မှလောက်ရပြန်သည်အားသေးကျွေးလည်းရင်တရတိယထွန်းတော်တိုးသည်ဟုဆိုပြန်တော်လဲအဖေ့မှစိုက်ပျိုးရေးပစ္စည်းအယောင်းဆိုင်တွင်မေးမြန်း၍စမ်းလောက်ကြည့်ရလေသည် တရက်ကိုင်းကိုချိုင်လျင်အချိုင်မတော်ပါကတရက်မျိုးကန်းသွားတတ်သည်ဟုကြာဘူးနာဝရှိသည်ဖြင့်ဒီတရက်ပင်နှင့်ပတ်သက်လျင်အဖေမှာတရေကြီးစွာထားရသည်ထို့ကြောင့်ပိုးမွေးသလိုမွေး၍ပြိုးယူလာခဲ့ရသောတရက်တင်ကလေးမှတရက်သီးများအတွေ့အဖေမှာအာမခံချက်ကောင်းကောင်းရှိပါသည်သမီးတို့ရံပုံမှာစိန်တလုံးဆိုရင်ဘလောက်ပေးရလဲ900လား1000လားအင်းသူတို့တွေဘလောက်ပဲချိုချိုအဖေတရက်သီးလောက်ကောင်းမှမထင်ပါဘူး အဖေကပိုးတက်ဆေးမပြန်းဘူးအတိမဲ့စေတဲ့ဆေးတွေမအုပ်ဘူးဒါအပြင်တမီးအတွက်အဖေရီမှန်းပြီးမြစ်တာနဲ့ဆောင်းချောက်ခဲ့ရတဲ့အပင်မို့ဥပက်ကင်းတဲ့တမီးကြီးအတိရှူမွေးပုံကလည်းတခြားတရသည့်တွေထက်အပုံကြီးกว่าတယ်တကူနောက်ပိုင်းတွင်အတိဆိုပြီးရန်ကုန်သို့ကားကိတ်ကားကိတ်ကတင်ပို့လေပြီးတိုင်းတမီးနှင့်ဖုံးပြောကြလေရင်အဖေသည်ဒီစကားကိုဂုံယူစွာဖြင့်ဆိုတတ်ပါသည် အဖေကတော့လေကိုငယ်ချင်းကိုရှင်နဲ့ဆိုသလိုကိုတရတီးကကိုပြန်ပြီးရှိုးနေပြန်ပါပြီဟုတမီးကတော့တတိပေးอยู่ရသည်သူ့ပေမဲ့ပြောလို့ပြောတာမဟုတ်အဖေတရတီးကလည်းညှိုးရလောက်အောင်ပဲထူရှားကောင်းမွန်လာ၏တပင်ထဲရှိသောတရက်ပင်ဟုဆိုလင်းကစားနှစ်စဉ်အလုံးတရာကျော်အတီးတက်လေသည်တ мян နှစ်ကအလုံး90လောက်သာတီးတော့သူ့အပင်သေတော့မည်ထင်ပြီးအဖေမှထိတ်ထိတ်ပြန်ပြန်ဖြစ်ရသေးသည်နောက်နှစ်တွင်အတီးထွက်သောပုံမှန်အနေထားပြန်ရောက်တော့မှ စိတ်သက်သာရာရသွားလေတော့သည် အတိဘလောက်ပဲရှိပါစေအဖေဒီတမီးထံသို့သုံးပုံနှစ်ပုံလောက်ပို့ပေးတတ်ပြီးကြံတရတိများကိုဖျားဆုံးတော်တင်ရန်နှင့်သူတို့အဖိုးကြီးဖွားကြီးနှစ်ဦးစာအတွေ့စားရန်ချန်ထားတတ်ပါသည်တရတိကြိုက်တဲ့ပုံကသူနှင့်တမီးတူလှလေသည်တရတိသည်သည်ရာသည်ဆိုလည်းရင်တခြားဟင်းရန်အသားဟင်းမလိုအပ်ပေတရတိနှင့်သာထမင်းစားမြိန်လှလေသည်တရတိကအသီးနှင့်ရတာရှိတာမဟုတ်ဘူးတမီးရဲ့ကျမ်းမာရဲ့အတွက်လည်းကောင်းတယ်အာဟာရတတ်ပါတယ်ပြီးရင်ဝမ်းအေးတယ် ရင်းချောင်းစေတယ်ဟုအဖေကအမဲဆိုတတ်လေသည်သူကိုယ်တိုင်ကလည်းတရက်သေးကိုခုံမင်လာသည်ကတကြောင်အဖေကလည်းသူ့တရက်ပင်ကိုတံမိုးထားလွန်းသည်ကတကြောင်ရန်ကုန်သို့တရက်သေးများရောက်လေတမီးသည်အဖေတရက်သေးကိုအစင်လာမပြတ်ဘလို့ကောင်းကြောင်ရှီမုံကန်ဖွင့်ပေးရလေသည်ပိုးပိုးသားသားဆိုသည့်စကားများဖြင့်လင့်စကားဒီဟာကိုပင်သူ့အဖေမှာကျင့်တတ်လို့မဆုံးတော့တကယ်တော့တရက်ပင်သည်တရက်ပင်တက်တက်မြတာမဟုတ်တမီးနှင့်အဖေတို့ကြားမှာနှောင်ကြိုးမြတာဖြစ်လေသည် ဆယ်စုနှစ်နှစ်ခုကျော်သာလေတံမိုးတံကြံ့ကြံ့ခံခဲ့သောထိုတရက်ပင်သည်သူတို့မိသားစုဘဝဖြတ်တန်းမှု၏တစိ့တစ်ပိုင်းဟုဆိုလျင်လည်းမှားမည်မဟုတ်ပါဘီအခမ်းတော်သို့တော်ဒီနှစ်တော့ဒီတရက်ပင်ထင်တိုင်းမပေါက်နိုင်တော့ပြာဒူလာအတွင်လှိုင်းလှိုင်းပွင့်ငယ်သောတရက်ပွင့်များသည်လေပင်ကြောင့်တဟုတ်ပိုးကရည်တစ်မျိုးငှက်ရွှေသည်ဖြင့်တနည်းကျွေကျွေကြခဲ့ရလေသည်ဒီတော့တရက်ပွင့်မှတရက်ကင်းဘဝသို့ချောချောချူချူရောက်လာတော့တရက်ဒီကင်းအနေငယ်သာရှိလေသည် တီးကင်းဘဝတွင်အကျွေးစောသည်များရှိပြန်လေတော့အလုံး90လောက်တောင်ကြံပါမလားဟု ဆိုရင်ရပြန်သည်မျော်မှန်းသည့်အတိုင်းတရသည်မတီးနိုင်ခဲ့ပေမဲ့ယခုနှစ်တွင်တမီတမီတဲ့သည်အဖေမျော်လင့်သလိုပြန်မလာနိုင်ခဲ့ချေနှစ်ကူးတော့ပြန်လာမည့်အတိုင်းလာလီမလားဟုတမီကိုအဖေမှာမျော်လင့်ခဲ့သေးသည်တိတ်အားမလားအားမရလာပါဘူးအဖေရဲ့ဟိုတုံ့ပြန်စကားမှအပါဘာမှတိတ်ဝင်မရခဲ့ပြီသို့တော်သူတမီဤစကားအလုံးစကားအလုံးအတိုင်းနဲ့အတန်အဖြတ်အတား တပြင်းအခြားအခြားတို့ကိုဂယုတဆိုင်နားထောင်နေတတ်သောအဖေသည်တမီးဤရင်တွင်အပူများကိုအလုံးစုံမသိတော်ညာကူးဆက်ခံစားမိပါသည်တမီးမလာနိုင်တော့တဲ့ဝတရားမပြည့်တမီးရဲ့တွင်တရသည်များကိုပို့ပေးရချေအောင်တော်မီညနေခင်းကတရသည်များအားလုံးကိုအပင်ပေါ်ကနေဆွတ်ယူလိုက်တော့အဖေအားရွက်စွာတွတ်ထားခဲ့သည့်အတိုင်းစုစုပေါင်း45လုံးသာရသည်မနေ့ပြန်မနေ့ကားနှင့်တမီးထံသို့ပို့ရန်အတွက်လှပကောင်းပေဆိုသောအလုံး40ကိုတီးတန့်ရွေးထုတ်ပြီးဖြစ်လေသည် ဒီလိုအချိန်မှာတမီးထံကစာကိုလူုံထံမှတဆင့်လက်ခံရရှိနေသည် ဖုန်းနှင့်အမျက်ဆက်သွယ်နေတတ်သောတမီးသည်ယခုလို စာတဒံပြတဒံရေးဖွဲ့လာသည်ကိုထောက်ချင်၍အဖေမှစိတ်ထင်းရလေသည်စာအေးကိုလက်ဖြင့်စကြည့်လိုက်တော့ထူထူကဲကဲရှိလာလေသည်အဖေမှတပြင်းရှူတံပြင်းမမှန်ချင်တော့စာကိုဖွင့်၍ဖတ်တော့စာဤဏ္ဍပိုင်းသည်အဖေတို့အမေတို့အစဉ်ပြေသလားနေကောင်းလားတမီးတို့မိသားစုလည်းကြားမှာပါတယ်စသည်ဖြင့်ရေးရိုးရေးစဉ်အတိုင်းမို့ထူးခြားမှုမရှိလား ဒီနောက်တွင်တော့တမီးဤစကလုံးများသည်လှိုင်းတဘိုးများတဝဲနှိမ့်ချီမြင့်ချီလူးခန့်နေသည်စကလုံးများအစားသူတမီးကသူ့အနာဝယ်စောင်းချောင်ထိုင်ကပြောပြနေသည်အလားတမီးဤညှိုးငယ်သောအသွင်နှင့်အတန်များကိုသာ ကြားယောင်၍လာပါတော့သည်အဖေလူလောကရတာလားဟာကျွဲလိုနွားလိုယုံပြီးအချိန်တန်ရင်တိတ်ရတာကလွဲလို့ဘာမှအထိပယ်မရှိလာပါဘူးဒီရပိုင်းမှာလူဖြစ်ကျိုးနဲ့တယ်ဆိုတဲ့ဇကားကိုတမီးစဉ်းစားမိတိုင်းတိတ်ပြီးဝမ်းနေတာပဲအဖေရဲ့ အဖေတို့အမေတို့ကတမီးကိုတမအာဇီဝနဲ့ခြာပွေပြီးရှေ့ရှေ့ကုတ်ကုတ်စုပြီးပညာတွေတင် जा ပေးခဲ့ပေမဲ့အဲ့ဒီပညာနဲ့တမီးလူတန်းစီအောင်မနေနိုင်တာကိုတွေးလိုက်တိုင်းတိတ်ပြီးချက်ရွံ့မိတာပဲရတဲ့ဘွယ်ကလေးနဲ့ဆက်ရေးဆက်ချီကုမ္ပဏီဝန်ထမ်းလုပ်ပြီးလကလေးတလတသိန်းခွဲဆွန်းဆွန်းလောက်ရတာဝမ်းဝါဖို့မပြောပါနဲ့အဖေရဲ့မတည်ယုံတမဲထမင်းနဲ့နတ်မှန်ဖို့လေမနေရုံးကံပြီးနေရတာပါအဖေအတဲနှလုံးဒီကျင်းကနေဖြစ်သွားသည် ဟုတ်တာဗော သူတို့တော်ပင်စင်လာကလေငွေတိုးလေးပေးနှင့်တောနေနေထိုင်သူမို့သာဇေယျဇက်ကမကြီးလာခြင်းကြောင့်လောင်းငါယုံရှိလေသည်တမီးတို့လို မျိုးကြီးပြာကြီးနေသူများအဖို့တော့ခက်ခဲပေလိမ့်မပေါ်အဖေတမန်နဲ့တမီးနှစ်ယောက်ပေါင်းမှရတဲ့လာကက၃သိန်းကျော်ကျော်လောက်နှစ်ထပ်တည်းရဲ့အခန်းကြီးခုနှစ်ထပ်တည်းရဲ့အခန်းကြီးချင်းလေးတစ်ခန်းငါးကကိုတလ၃သိန်းနီးပါးဖြစ်နေတာကိုပိုင်အခန်းဝယ်နိုင်ဖို့ဆိုတာဝေးလို့ပါအဖေရဲ့ ရှောက်လာတခါအခန်းကားတက်တက်တက်တန်းပြည့်ပြီဆိုရင်အတိုက်ပြောက်တဲ့ငှက်တွေလိုပဲဘဲကြီးပွဲဝဲလွန့်ရမှာမသိဘူးအဖေတတိထားမိမှာပေါ့လေတမီးလေအဖေတို့ကိုတလားတကြိမ်နှမ်းကတော့ဖို့နေနေတတာအဖေတို့စီကိုတနေ့တစ်ခေါက်ပြန်လာရင်တော့တမီးမှာဘယ်မှာကတော့နိုင်လို့လဲအဖေရဲ့အဖေကမသိချင်အောင်ဆောင်းတောင်းပေမဲ့တမီးစိတ်မလုံးဘူးအဖေတမီးသားလေးနှစ်ယောက်ကိုကြည့်လိုက်ပြန်တော့လေပိုးဟပ်ဖြူလေးလိုပဲသူတို့အတွက်ကြပြားသေးတွေတမီးမသိကျွေးနိုင်ပြန်ဘူး ကစားဖို့အိမ်ရှိတမန်တလင်းကိုလည်းမဖန်တီးပေးနိုင်ဘူးအာဟာရပြည့်တင်းနေအောင်လည်းတမီးမကျွေးနိုင်ဘူးအဖေရဲ့တမီးဟာရွေးချောင်းတွေကိုလည်းကျွေးဟောင်းတွေကိုလည်းမကြည့်ကျွေးတဲ့ကိုလည်းမရှင်းနိုင်ဘူးဖြစ်နေပြီညာလူချေတိတ်ချင်ဆိုရင်အပူပင်မှမရှိပဲအိတ်နေတဲ့ကလေးတွေရဲ့မျက်နှာကိုကြည့်တိုင်းတမီးအော်ဟစ်ပြီးငိုပြစ်လိုက်ရှင်နေဒီလားကောင်ရင်အခန်းလာကကဈေးတက်ပြန်ပြီတသိန်း2000နဲ့အဲ့ဒါနေဖို့တက်တက်ပဲရှိသေးတယ် နေ့စဉ်နဲ့အမျှစားတော့ရတာသွားတာလာတာတွေကလည်းကြက်တဲတာတွေကိုထက်ပြောလိုက်မယ်ဆိုရင်တမီးရင်ထဲမှာတစ်ဆုနေတာပဲတမီးလေအဲ့ဒီလိုအခါမျိုးဆိုရင်အဖေကိုတအားဖတ်ပြီးအရန်ငိုပြစ်လိုက်ရှင်ရဲ့စိတ်မျိုးတွေဖြစ်မိတယ်လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကတည်းကအဖေစီပြန်လာတိုင်းတမီးမှာရင်ဖွင့်ငိုချင်တဲ့စိတ်တွေထိမ့်သိမ့်မရနိုင်အောင်ပဲဒါပေမဲ့တောင်မင်းကိုမြောင်းမင်းမကဲနိုင်တဲ့အခြေအနေမှာတမီးအန်ကျိတ်ထားရမလားအခုတော့တမီးမခံစားနိုင်တော့ဘူးအဖေရဲ့ တမီးငိုပြရစီတော့နော်တမီးဒီစာရေးနေရင်မျက်ရည်ကျနေသည်ထင်စာရွက်ပေါ်တွင်မှင်များပြန့်နေသည်အဖေဤနှုတ်ခမ်းများတုံရင်လာသည် မျက်နာအိုမင်း၍ကျသွားလေသည်ဩတမီးလေတက်တက်လုံးခလေးတယောက်လိုမိဘရဲ့ရင်ခွင်ခွဲအောက်မှာတောကကင်းကင်းလွတ်လွတ်လပ်လပ်ကြီးပြင်းလာကြရတဲ့ခလေးလေခန်းစားတိတ်တွယ်ငါရဲ့တမီးလေးကြမှာဒုက္ခဆင်းရဲကြီးကြီးလိုက်တာကွာဟိုဂယုနာတက်မိလေသည် တမီးရဲ့စိတ်တွေဟာတနေ့တကြာခတ်ထန်လာတဲ့အဖြစ်ရဲ့ဘာသာရေးအဆုံးအမအနေနဲ့အမြဲနေလာတဲ့တမီးဟာအခုဆိုရင်ရွှေတာချင်းစောတာနဲ့ဖျားပန်းတင့်မူတော်မတိကျင်အောင်ဆောင်နေမိတတ်ပြီပညာရဲ့တန်ဖိုးလို့လူသားကုံတို့ကံကံဤအကျိုးတို့အဖေဆူဆုံးမခဲ့တာတွေဟာတခါတည်းရံမှာတမီးအတွေ့ဟာတတွေဖြစ်နေကြပြီတမီးဘာကိုမယုံကြည်တော့ဘူးတခါတလေစိတ်သက်ရာရမလားဆိုပြီးညဆိုရင်တိုက်ခေါမိုးပေါ်တက်ပြီးကြဲတွေကြည့်ဖို့တမီးစူးစမ်းပါသေးတယ်အဖေရဲ့ ကျဲတွေကိုကြည့်တော့ကြည်တာပဲဒါပေမဲ့သူတို့ကိုတမီးမမြင်တော့ဘူးမနှက်ပြန်ကြရင်ဆိုတဲ့အတွေးတွေဝင်လာတာနဲ့တမီးမှရောက်ရက်ခတ်ပြီးတောကပွေရတော့တာပါပဲအဲ့ဒါနဲ့ပဲတမီးမြင်ခွင်းထဲမှာကျဲတွေပြောက်ကုန်တယ်ထင်တာပါပဲအဖေဒါမှမဟုတ်တမီးရဲ့မျက်လုံးထဲမှာကျဲတွေကန်းကုန်ပြီထင်ပါရဲ့အဖေတမီးတို့ဘဝတွေဟာဘာအတွက်လူဖြစ်လာရတာလဲဟင်အဖေဘာအတွက်လူဖြစ်လာရတာလဲအဖေဒီစာကိုဆက်ပြီးဖတ်နိုင်စွမ်းမရှိတော့ တုံရင်ရှိနေစွာဖြင့်စာကိုခောက်လျက်ဇပွဲပေါ်သို့တင်လိုက်လေသည်တပြင်းပူများမဟုတ်တော့ကအိတ်ထဲတွင်အိမ်ထဲတွင်လူးလာခောက်တုံးလျှောက်လျက်တမီးကိုထောက်ပံ့နိုင်မည့်နီလန်းကိုကြံစားလေတော်သည်ဖြစ်နိုင်လျင်သူတမီးလေးရှိရာသို့အကုချက်ချင်းသွားပြီးအပြေးလိုက်သွားပြီးနှင့်သိမ့်လိုက်ရှင်သည်သို့ပေမဲ့ဒါကလည်းလက်တွေမကြသည်နှင့်သိမ့်လိုက်လို့လည်းတမီးဤဝေဒနာသည်ရောဝါးသားပွေရာမရှိဒီအိမ်နဲ့ခြံကိုရောင်းလိုက်ရမလားသို့မဟုတ်တမီးတို့ကိုရွာတို့ပြန်ခေါ်ရလိမ့်မလား ်အဖေအကြံအိုက်လျက်ရှိလေသည်ချွေးစည်းများပြန်လေပြီမောဟိုက်နေသောအဖေကိုအမေက ခလန်းလန်းကနေကြည့်ပြီးအကဲခတ်နေသည်တောင်းနေသောအဖေသည်အမေဘက်သို့လှည့်ကာတုံရင်စွာဖြင့်ပြောလိုက်လေသည် မမြင်ရမနှက်ပြန်ကြရင်စွန်းတော်တင်မို့တရသည်၃လုံးလောက်ခြံသာကလွဲတော့ကြံသာတွေအကုန်လုံးတမီးတို့စီပို့လိုက်ပါတော့ကွာ ရဲ့ကိုယ်တော်မြင်နိုင်စွမ်းမရှိတော့သောတမီးလေးသည်အဖေ၏မြေတားတိုက်ဖြင့်လွှမ်းခြုံထားသောတရည်သည့်အရာသာကိုတော့ခံစားနိုင်စွမ်းရှိပါသည်ဟုအဖေမျှော်လင့်သည်အဖေတံတွင်တမီးအတွေ့စာနာစုတော်မြေတားနှင့်တရည်သည်သာလျင်ပေးရန်စွမ်းပါတော့သည်ကလေးရမတ်လ2016ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဝိထုတို့လေးကတော့ EDM ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြတူကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတအူးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါခြွေလန်းချမ်းမြေကဘေးပရာအပေါင်းမှခင်ဝင်ကြပါစေခင်ဗျာ